္ဂလာပါရှင်။ဆရာကြီးများတန်တင်ရဲ့ခိပြိုင်ရုပ်ပုံနှွားများဆိုတဲ့စာအုပ်ထဲကစာလေးတစ်ပုဒ်ကိုဖတ်ပြပြီးသွားပါမယ်နော်။ International Photo နဲ့ Interview လုပ်ခြင်းသူကိုပကံရှိတိရိပစ္စယဟိုတယ်အဝတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ညနေတိုင်းသွား၍တိရိပစ္စယဟိုတယ်ဝရန်နာတွင်သွားထိုင်နေ။ သူသည်မနီမွေးတွင်ရောက်လာတတ်သည်ကျွန်တော်နှင့်အတူပါလာသောဓပုံညောင်ဖို့ချို့ကိုနှုတ်ဆက်ပြီးနောက်သူသည် ပြန်ထွက်သွားတတ်သည်တနေ့တွင်ညောင်ဖို့ချို့ကသူ့ကို ကျွန်တော်တို့အနီးသို့ခေါ်လာက သူနှင့်ကျွန်တော်ကိုမိတ်ဆက်ပေးသည်သူ့နာမည်ကဖိုထူ ဖိုးထူးသည်အမြဲလိုလိုတန်းရှင်းဖြူခွေးသည့်စတစ်ကော်လာရက်အင်ကြီးကိုဝတ်ထားပြီးခလက်လက်လုံးကြီးကလေးတစ်ထည်ကိုဝတ်ထားသည်ကျွန်တော်နှင့်တွေ့သည့်တပတ်ခန့်အတွင်တွင်ဖိုးထူးကိုနွမ်းနမ်းပါပါမတွေ့ရသူအဝတ်အစားသည့်အစ်စ်တွေမဟုတ်သည့်တိုင်တန်းရှင်းဖြူခွေးနေတတ်သည်သူမျက်နာသည်ညှိုးငယ်ခြင်းမရှိအမြဲလိုလိုပြုံးရွှင်နေတတ်သည် သူ့လှုပ်ရှားမှုသည်နှေးကွေးလေးလံခြင်းမရှိ အမြဲလိုလိုတွက်လက်ဖြက်လက်နေတတ်သည်ဖိုးထူးဤနှုတ်ခမ်းမှာမွေးကတဲ့ကနှခမ်းကွဲကလေးဖြစ်သည်ယခုပြန်၍ချုပ်ထားသည်ဖြင့်အကွဲတော့တိတ်မရှိပါတို့ရာတွင်သူ့နှခမ်းသည် ပုံမှန်မဟုတ်တော့ပါအဝိစာတစာကိုဆွဲဆေး၍ထုတ်ထားသလိုဖြစ်နေသည်ထိုနှခမ်းကြောင့်စကားပြောလင်တခါတရံဝိုးဝါးထွေးနေတတ်သည် တို့ရာတွင်နားမလည်နိုင်လောက်အောင်မဟုတ်ပါအနေငယ်ဝါနေခြင်းသာဖြစ်ပါသည်ဆရာခစ်ပြန်ရုပ်ပုံလာအတွက်ကုံချမ်းတစ်ခုတော့ဖြစ်မယ်ထင်တယ်ဆရာညောင်ဦးဖိုးချူကဖိုးထူးကိုကျွန်တော်နဲ့မိတ်ဆက်ပေးရင်ပြောပါသည်ကြည့်ရတာကတော့စိတ်ဝင်စားစရာအကြောင်းရပဲဗျကျွန်တော်ကဖိုးထူးကိုအကဲခတ်သည်ဖိုးထူးတီလဲကျွန်တော်တို့နှစ်ယောက်ကို အခဲခတ်နေဟန်ရှိ၏ဆရာဆောင်အုပ်တွေကိုကျွန်တော်ဖတ်ဖူးပါတယ်ဗျ ဓာတောင်ကိုလည်းဖတ်ဘူးတယ်ပြတ်ဆက်လည်းကြည့်ဘူးတယ်အာနန္ဒာဖျားပွဲမှာလာကသွားတာပဲအဲ့ဒီတုန်းကအဲ့ဒီပြတ်ဆက်ကတယ်ဆိုရင်ညတိုင်းတော်တော်ကြည့်တာဖူးထူးအတန်မှာအနေငယ်နှကောင်းတန်ပါနေသည်မင်းကဘာကိုသဘောကျနေတာလဲတန်ချောင်းရဲ့အရှုံးမပြည့်တဲ့စိတ်ဓာတ်နဲ့အနစ်နာခံတဲ့စိတ်ဓာတ်ညောင်ဖူးချူကသူ့စကားကိုသဘောကျ၍ရဲနေသည် မင်းကဘာအတွက်အနစ်နာခံမှာလဲဘသူအတွက်အနစ်နာခံမှာလဲကျွန်တော်ကမေးသည်အနည်းဆုံးကျွန်တော်မိဘနဲ့ညီကိုမောင်နှမတွေအတွက်ပေါ့ခုလဲကျွန်တော်မိဘကို ကျွန်တော်ပဲရှာဖွေကျွေးမွေးနေတာပါပဲကျွန်တော်တည်တည်အထိမိဘကိုလှုပ်ကြီးသွားမှာပဲကျွန်တော်အလုပ်ကအဟန်ကြပါတယ်ဖိုးထူးဤအလုံးမှာ tourist guide ခေါ်ကဘာလက်ခီးတယ်များအားလမ်းညွန်သည့်အလုပ်ဖြစ်သည်တို့ရတွင် သူအဲ့လမ်းညွန်အလုပ်ကိုမိသူကောင်းမြတ်ခန့်ထားခြင်းမရှိပါ ထိုအလုတ်ကိုလှုပ်ရန်မိတိထောက်ခံကြမှလည်းမရှိပါသူတွင်အလန်းညွန်လှုပ်ရန်မိတိလိုင်စင်မှလည်းမရှိပါနိုင်ငံသားဧည့်သည်တွေကို သူပါတာလိုက်ပြရင် အလိုလိုအလန်းညွန်ဖြစ်သွားခြင်းဖြစ်ပါသည် နောက်လာသည့်နိုင်ငံသားဧည့်သည်များကလည်းသူအဆက်နှင့်သူမေးမြန်းစုံစမ်းပြီးပကံရောက်သည့်နှင့်ဖိုးထူးကိုလမ်းညွန်အဖြစ်ခေါ်သွားတတ်ကြပါသည်ဖိုးထူးကိုခေါ်သည့်အတွက် သူတို့တွင်တရားဝင်အဲ့လမ်းညွန်များငှားရသလိုပတ်စံအကုံအကြမများပါဖူထူသည်စနစ်တကျမဟုတ်သည့်တိုင်သူတို့သည်ချင်းသည့်ပကံအကြောင်းကိုတော့ပြောတတ်ပါသည်ထို့ကြောင့်ဖူထူသည် သူတို့အတွက်အသုံးဝင်နေပါသည် သူတို့ဒီလေဖို့ထုအတွက်ဝင်ငွေရရာရေတောင်းမြစ်ဖြစ်နေပါသည်မင်းနှခမ်းကွဲတာကလေးကို plastic surgery လုပ်ပါလားကျွန်တော်ကပြောသည်ညာဦးစီးရုံမှာသွားပြီးချုပ်ပြီးပြီဆရာ plastic surgery ကတော့အမေကမလုပ်စီချင်တာနဲ့ကျွန်တော်မလုပ်တော့ဘူးအမေကသူ့သားလေးရဲ့ပေါင်ကအသားကိုဖဲ့လီးထုတ်ယူမှာကိုတနာလို့တဲ့အဲ့ဒီလိုတော့မလုပ်ပါနဲ့တဲ့ဒီတိုင်းထုတ်ထားလိုက်ရင်တော်ပါပြီဆိုလို့ကျွန်တော်ဒီတိုင်းမဲထားရတာ တူရစ်ကိုက်လို့တော့သူတို့နဲ့ဘယ်လိုစကားပြောလဲမင်းចောင်းနေဘူးတလားကျွန်တော်ကဘုန်းကြီးចောင်းมาပဲနေခဲ့ဘူးရဲ့ဆရာသူတို့နဲ့ပြောတော့ကျွန်တော်အင်္ဂလိပ်လိုပြောတယ်ပြီးတော့ဂျပန်လိုဟီဘရူးလိုနဲ့ပြင်သစ်လိုနည်းနည်းတတ်တယ်ကျွန်တော်အံ့အားတင်သွားသည်ဖိုးထုကကျွန်တော်အမူအရာကိုကြည့်၍သဘောကျပြီးရယ်နေသည် တော်တော်အံ့ဩဖို့ကောင်းနေစရာကျွန်တော်ဟာအင်္ဂလိပ်စာကိုဖတ်လည်းမဖတ်တတ်ဘူးပြင်သစ်တို့ဟီဘရူးတို့ဂျပန်တို့ဆိုတာတော့ဝေးရောဒါပေမဲ့သူတို့နဲ့ပြောရင်ပြောရင်တဖြည်းဖြည်းပြောတတ်သွားတာပဲစရာဒါဖြင့်မင်းအကြောင်းကိုပြောကွာမင်းဘလို့ tourist guide ဖြစ်လာတဲ့ဆိုတဲ့အကြောင်းပါကျွန်တော်ကကောင်းကောင်းပြောတတ်ဘူးနော်စရာကျွန်တော်တိတယ်လို့ပြောသွားမယ်ဆရာတိချင်တာရှိရင်မေးပါ အေးဟုတ်တယ်အင်တာဗျူးသဘောပေါ့ကွာမင်းကလူမျိုးပေါင်းစုံနဲ့တွေ့နေသူဖြစ်ပြီးဘာသာမျိုးစုံနည်းနည်းပါးပါးပြောတတ်တော့မင်းကို international ဖိုးထုလို့နာမည်ပေးမယ်မင်းလက်ခံမလားလက်ခံပါတယ်ဆရာခု international ဖိုးထုနဲ့အင်တာဗျူးလုပ်နေတဲ့သဘောပေါ့ကျွန်တော်နဲ့ညောင်ဖိုးချို့တို့သည်သူ့စကားကိုသဘောကျ၍ရည်နေကြသည်ကျွန်တော်ဘယ်ကစပြီးပြောရမလဲဆရာ မင်းပြောစင်တဲ့နေရာကစပြီးပြောဒါပေမဲ့တခုတော့ရှိတယ်မင်းငါ့ကိုပြောရင်မြန်မာလိုမပြောရဘူးအင်္ဂလိပ်လိုပြောပါဟာဆရာကလည်းကျွန်တော်ကကောင်းကောင်းမပြောတတ်ကောင်းကောင်းမပြောတတ်တာမင်းတူရစ်တွေနဲ့ပြောနေတယ်မဟုတ်လားတူရစ်တွေနဲ့တော့ပြောတာပေါ့ဆရာသူတို့နဲ့ဘာအကြောင်းပြောလဲဆုံးလို့ပဲဆရာအများအားဖြင့်တော့ပကံသမိုင်းအကြောင်းဇေဒီပထိုးတွေရဲ့သမိုင်းအကြောင်းတခါတလေလဲကျွန်တော်အကြောင်းပါပါတယ်ဘယ်ဘာသာနဲ့ပြောတာလဲ အများအားဖြင့်တော့အင်္ဂလိပ်ဘာသာနဲ့ပြောပါတယ်။တခါတလေမှလည်းဂျပန်တို့ဟီဘရူးတို့ပြင်သစ်တို့နဲ့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီဘာသာတွေကိုတော့တိတ်မပြောနိုင်ဘူးဆရာ။နည်းနည်းပါးပါးအင်္ဂလိပ်လိုညှက်ပြောရတယ်။ဒီတော့သူတို့ကနားလေရဲ့လား။နားလေပါတယ်ဆရာ။ဒီလိုဆိုရင်ငါ့ကိုလည်းမင်းเจ้าကိုအင်္ဂလိပ်လိုပြောကွာ။အားဆရာကလည်းကျွန်တော်ကကောင်းကောင်းမှမပြောတတ်တာတော်တော်ကြာအမားတွေပြောမိရင်ရဲစရာကြီးဖြစ်နေမယ် ဖူးထူးသည့်ရှက်ကိုရှက်ကန်ဖြစ်နေပုံရသည်။ဘာဖြစ်လို့ရဲ့ဆရာဖြစ်ရမှာလဲကွ။မင်းနိုင်ငံခြားသားတွေကိုတောင်အင်္ဂလိပ်လိုပြောလာသေးတာပဲ။ဒီတော့ငါ့ကိုလည်းဒီတိုင်းပဲပြောပေါ့။ကျွန်တော်စကားလုံးတွေကတခါတလေမှမှန်းကျိရတာတွေဆရာရဲ့။မှားသွားရင်မကောင်းဘူး။ပြီးတော့သူတို့နဲ့ကြရင်တော့ကိစ္စမရှိဘူး။မှားမှာအကြောင်းမဟုတ်ဘူး။နားလည်ရင်ပြီးရော။ငါကလည်းတူရစ်တယောက်လိုသဘောထားပြီးမင်းပြောတတ်တယ်လို့ပြောပေါ့ကွာနားလည်ရင်ပြီးရောပေါ့မင်းပြောတတ်တယ်လို့သာပြောပါ ဆရာမရင်နဲ့နော်မရေပါဘူးကွာအတီပါတခုတော့ကျွန်တော်ပြောချင်တယ်ဆရာပြောကျွန်တော်အင်္ဂလိပ်လိုပြောတတ်တဲ့နေရာတွေမှာအင်္ဂလိပ်လိုပြောသွားပြီမပြောတတ်တဲ့နေရာတွေမှာမြန်မာလိုပြောသွားမယ်ဆရာပြီးတော့အင်္ဂလိပ်လိုပြောနေရင်လည်းဆရာမရှင်းတာရှိရင်ကြားဖြတ်မိပါ okay ဒါပေမဲ့မင်းအကြောင်းကိုပဲပြောနော်ငါ့ကိုတူရစ်တွေကိုပြောနေတယ်လို့ပကံသမိုင်းကိုပြောနေဖို့မလိုဘူးငါသိချင်တာကမင်းသမိုင်းပကံသမိုင်းမဟုတ်ဘူး no problem ဖိုးထူကအမေရိကန်တွေတုံးနေရှိသည့် no problem ကို မကြခဏအသုံးသည်ကျွန်တော်ကမြင်းကပါရွာမှာမွေးပါတယ်မြင်းကပါဆိုတာကျွန်တော်တို့ပကံမျိုးဟောင်းနဲ့ပကံပကံတစ်ဈာမရှိတဲ့ရွာကြီးပါအဲ့ဒီမှာကျန်စစ်သားရဲ့သားတော်ရာဇကုမာရတည်ခဲ့တဲ့ဂူပြောင်ကြီးဖျားနဲ့ညစီဒီဖျားတို့ရှိပါတယ်မြင်းကပါလို့ခေါ်တာကတော့ကျွန်တော်ကကြားဖြတ်၍ no problem ဖိုးထူ မင်းသမိုင်းကိုပဲပြောပါပကံသမိုင်းကိုထားပါ sorry ဆရာကျွန်တော်အဖေကဘလို့ခေါ်မလဲဆရာဆိုင်းသမားပါ၆လုံး၆လုံးပက်တရားတဲ့သူပါကျွန်တော်တို့မှာမောင်နှမ9ယောက်ရှိပါတယ်အကြီးဆုံးကအမပါကျွန်တော်အမဟာတော်တော်လှပါတယ်သူကကျွန်တော်တို့ပကံမှာဆိုဘီရဲ့ပြန်ဥမောင်မောင်ဆက်ကက်လာတော့မှခိုးရလိုက်ပြီးပါတယ် အဲ့ဒီတုန်းကအဖေကဥမောင်မောင်စကက်ထဲမှာလိုက်ပြီးဆိုင်းတီးပါတယ်ဒီလိုဆိုင်းတီးနေတုန်းမှာကျွန်တော်အမဟာခိုးရလိုက်ပြီးပါတယ်သူကအမအကြီးဆုံးမှာသူ့အောင်မှာအမတယောက်ရှိပါသေးတယ်သူကတော့အိမ်အောင်မကြသေးပါဘူးမိဘတွေနဲ့အတူတူမြင်းကပါရွာမှာပဲနေပါတယ်ကျွန်တော်ကနံပါတ်3ပါကျွန်တော်အောင်မှာညီလေးတယောက်နဲ့ညီမလေးတယောက်တို့ရှိပါသေးတယ် ကျွန်တော်တို့အဖေကအာနန္ဒာပွဲတို့ရွှေစည်းခုံပွဲတို့ရှိလို့ဗလာဆိုင်တွေလာရင်ဆိုင်ထဲကိုလိုက်ပြီးတီးပါတယ်။အများအားဖြင့်ဆိုင်တီးတယ်ဆိုတာ၆လုံးပတ်ပါ။၆လုံးပတ်တော့ဆရာတီးလိုက်မယ်ထင်ပါတယ်။ဆိုင်မတီးရတဲ့အချိန်မှာတော့ရွာမှာပဲယွန်းထိုးပါတယ်။ကျွန်တော်တို့တအိမ်လုံးယွန်းထိုးပါတယ်။ယွန်းထိုးတယ်ဆိုတာယွန်းခွက်လောက်ဖို့အောက်ခံအကျန်းထဲ စ္စည်းတွေကိုနှီးနဲ့ရက်တဲ့အလုပ်ကိုပြောတာပါကျွန်တော်အဖေရောကျွန်တော်အမေရောကျွန်တော်အမတွေရောကျွန်တော်တို့တအိမ်သားလုံးယွန်းထိုးတတ်ပါတယ်ကျွန်တော်တို့ထိုးတဲ့ယွန်းထည်ကယွန်းထည်အစစ်မဟုတ်သေးပါဘူးစစ်စေးတို့ဘာတို့ဘာမှမတုတ်ရသေးတဲ့ရေခွက်တို့ကြိုင်တို့အုတ်တို့ဂျုံတို့ကိုနှီးနဲ့ထိုးတာပါ ဒါကိုငငယ်ခင်းကတက်ခဲ့ပါတယ်။ယွန်းကုံတဲတွေယွန်းထဲလုံးတဲသူတွေကကျွန်တော်တို့လိုအလုတ်သမားတွေစီကိုယွန်းထွေတွေလာအပ်ပါတယ်။ကျွန်တော်တို့ကနှီးနဲ့ထိုးပေးရပါတယ်။တချို့လည်းတစ်သားနဲ့ပုံခေါ်ပေးရပါတယ်။ပြီးတော့စစ်ဆေးတုပ်ပါတယ်စစ်ဆေးတုပ်ပြီးတော့ပန်းရေးပါတယ်ကျွန်တော်တို့အဖေကတော့နှီးရတာရောစစ်ဆေးတုပ်တာရောပန်းရေးတာရောအားလုံးကိုလုပ်တတ်ပါတယ်ကျွန်တော်တို့ကတော့ပန်းမရေးတတ်သေးပါဘူး နီးရတာနဲ့စစ်စေးတုတ်တာလောက်ကိုပဲကျွန်တော်လုတ်တတ်ပါတယ်ကျွန်တော်အမနှစ်ယောက်ကတော့အားလုံးလုတ်တတ်ပါတယ် ခုတော့အဖေကအသက်ကြီးပြီးလက်တွေပါတွေတုံလာတော့အမတွေကပဲပန်းရေးပါတယ်ကျွန်တော်တို့ကိုရွှန်းထက်လုပ်ငန်းပိုင်ရှင်တွေကကုန်စည်ထုတ်ပေးပြီးကျွန်တော်တို့ကကုန်ချောအပ်ရပါတယ်သဘောကတော့လက်ခစားအလုပ်သမားပါ လုခနဲ့လုံရတဲ့သဘောပါ ကျွန်တော်တို့ကလက်မှုပညာတဲ့ဆိုပေမဲ့ကျွမ်းကျင်သူမဟုတ်တော့ရွှန်းထက်အကျန်းတွေပဲလုံရတာများတယ်ကျွန်းထက်အကျန်းစားဆိုတာလက်ဖက်အုပ်ခက်လက်လက်တို့ချုပ်တို့ အုတ်တို့ဇီးကွက်ရုပ်တို့စားတဲ့ပစ္စည်းကလေးတွေပါအထည်ကြီးတွေကိုတော့ကျန်းကျင်သူများသာလုပ်ကြပါတယ်မိမိဘာတွေတသက်လုံးရွံ့ထက်လုပ်ငန်းကိုပဲလုပ်လာခဲ့ကြတာလားအရင်တုန်းကရှာတို့ဘာတို့လုပ်ဘူးတလားဒါမှမဟုတ်တခြားအလုပ်အကိုင်တွေရောလုပ်ခဲ့သေးသလားကျွန်တော်မမီးတလောက်ပြောရရင်ကျွန်တော်မိဘတွေဟာဘယ်တော့ကမှရှာတို့ဘာတို့ကိုမလုပ်ခဲ့ဘူးဘူးမိပိုင်းရပိုင်းလည်းမရှိပါဘူးကျွန်တော်တသက်လုံးမှာရွံ့ထဲလုပ်ငန်းကိုပဲလှုပ်လာတာတွေ့ဘူးပါတယ် တခါတလေမှာအဖေဆိုင်းလိုက်တီးတာတော့ရှိပါတယ်။ဒါကလည်းတစ်နှစ်မှ၃၄ခေါက်လောက်ပဲရှိမှာပါ။ဒါဖြင့်မင်းကမင်းမင်းကပါကယွန်းထဲလုပ်ငန်းအလုပ်သမားတယောက်ရဲ့တာကလေး။မင်းလက်ထက်ကြတော့ယွန်းထဲလုပ်ငန်းကိုမလုပ်တော့ပဲ Tourist Guide ဝင်လုပ်တယ်ပေါ့ဟုတ်လား။ဟုတ်ပါတယ်။ Tourist Guide ဆိုတာဌာနဆိုင်ရာထောက်ခံချက်တွေ၊ license တွေနဲ့လုပ်ရတာမင်းမပါရှိတလဲ ျွန်တော်မှာမရှိမှလဲဆရာပြီးတော့ကျွန်တော်ကတကယ့် tourist guide လည်းမဟုတ်ဘူးဧည့်သည်တွေကိုလမ်းပြတဲ့သဘောပဲကျွန်တော်ကိုဧည့်သည်တွေကခင်ကြတယ်တနာကြတယ်ဒီကလူကြီးတွေကလည်းခင်ကြတယ်တနာကြတယ်ဒါကြောင့်ကျွန်တော်အလုံးဖြစ်နေတာပေါ့အဲ့တယ်တွေကလည်းတိတိပြည့်စရာဟိုတယ်ရောက်လာရင်ဖိုးထုကိုမေးတာပဲသူတို့ကသူတို့မိတ်ဆွေတွေကပြောလိုက်တာဖြစ်မှာပေါ့ဆရာ အင်းလေးဘာပဲဖြစ်ဖြစ်တူရစ်စကိုက်လို့ပဲခေါ်ကြပါစို့ကွာဒီတော့မင်းတူရစ်စကိုက်ဖြစ်လာတာဘလို့ဖြစ်လာတာလဲဘလောက်ကြာပြီလဲကြာပြီဆရာပြောရရင်မြန်မာပြည်မှာတူရစ်စကိုက်လောက်တာကျွန်တော်ဆောက်လောက်တာလို့တောင်ပြောနိုင်နေကျွန်တော်အသက်24နှစ်ရှိပါပြီကျွန်တော်ငငယ်ကလေးကအဲ့ကြိုလောက်လာတာပါတူရစ်စကိုက်ရဲ့အရှိပြေပေါ်ဆရာအသက်ဘယ်နှစ်လောက်မှလဲ9နှစ်သားလောက်ကလေးကဆရာတကယ်လားပို့ထူရ ဟုတ်ပါတယ်ဆရာမေးကြည့်ပါ။ပကံကလူတွေအမြင်ကပါကလူတွေကိုမေးကြည့်ရင်သိနိုင်ပါတယ်။ဟုတ်ပါပြီလေရှုံပါပြီ။ဘလို့ဖြစ်လာတာလဲ။ကျွန်တော်ငငယ်ကမြင်ကပါမှာနေတယ်ဆရာ။ခုလည်းမြင်ကပါမှာပဲနေပါတယ်။ငငယ်၅နှစ်သားလောက်ကမနဲ့လင်းတာနဲ့ကျွန်တော်ကရွာထိပ်ပေတရာကိုထွက်ကစားတာပဲဆရာ။ရွာထိပ်မှာတော့အကျော်ဆိုင်တို့ဘာတို့လည်းရှိတယ်။မုံတို့ဘာတို့ဝယ်စားခြင်းရင်လည်းရွာထိပ်ကိုတွားရတယ်။ ရာထိတ်ဆိုတာညာဦးနဲ့ခြောက်သွားတဲ့တီတရာလမ်းမကြီးပေါ်ဆရာရဲ့ကျွန်တော်တို့ကလေးတွေအဖို့ကစားဆရာဆိုလို့ဒီတနေရာပဲရှိတာမဟုတ်လားတီတရာလမ်းမဆိုတော့လက်ဖက်ဆိုင်တို့အကြော်ဆိုင်တို့ဘာလို့လဲရှိတယ်မော်တော်ကားအသွားအလာလည်းရှိတယ်ကံကနေပြီးတီးပစ်ဆရာတို့ဘာတို့ကိုတွားရင်လဲကျွန်တော်တို့ရွာကပဲဖြတ်သွားရတာကိုဆရာဒီတော့ဒီနေရာကလူဆုံတာပေါ့ ကျွန်တော်တို့ရွာထိပ်မှာမြားစီတီဖျားရှိတယ်။ညလာတာတာဆိုရင်လည်းကျွန်တော်တို့တွေဖျားပရဝံထဲမှာကစားနေကြ။ဘူပြောင်ကြီးဖျားဆိုရင်ကျွန်တော်တို့တွေထိတ်ဆုံးအထီတက်ကစားကြတာပဲ။မြားစီတီဆိုရင်လည်းဒီတိုင်းပဲ။အထက်ကဖောင်းရည်တွေနားအထီကျွန်တော်တို့တက်ကစားကြတာပဲ။အဲ့ဒီမှာရေးထားတဲ့နယံစေးရေးအယုတ်တွေစာရီကိုလည်းကျွန်တော်တို့ငငယ်ကလေးကရှောက်ကြည့်ရှောက်ဖက်နေခဲ့ကြတာပဲ။ပြီးတော့ ကျွန်တော်တို့နာနဲ့ပီတရာလန်းချနေတဲ့တစ်ဖက်မှာမနူဟာဖျားဆိုတာလဲကျွန်တော်တို့ဆော့ကစားခဲ့တဲ့နေရာဖျားပေါ်တက်ပြီးခိုးဥနှိုက်ခဲ့တဲ့နေရာခိုးဖန်းခဲ့တဲ့နေရာအထဲကရုပ်ပါတော်ကြီးရဲ့လက်တော်ကိုတော်ဒူးတော်တို့ဆိုတဲ့နေရာတွေမှာကျွန်တော်တို့မရောက်ခူးတဲ့နေရာရဲ့လို့မရှိဘူးခေါင်းမိုးအထီးရောက်တာဒီတော့မနူဟာဖျားအကြောင်းကိုလည်းကျွန်တော်ကောင်းကောင်းသိတာပေါ့ဆရာတနေ့တော့ကျွန်တော်ရွာထိပ်ကပီတရာမှာကစားနေတယ်ဆရာ အဲ့ဒီနေ့ကမှမက်ရရအမေကရိုက်လို့ကျွန်တော်အမေနဲ့စိတ်ဆိုးပြီးရွာထိတ်ကိုလာခဲ့တာအမေကိုစိတ်ဆိုးဆိုးနဲ့အိမ်ကိုလည်းမပြန်ဘူးပေါ့ကျွန်တော်မှပတ်စံတစ်ချက်ရှိရဲအဲ့ဒါလေးနဲ့ကျွန်တော်အကြော်ဝယ်စားပြီးမနူဟာဖရားတစ်တိုင်းနားမှာကျွန်တော်ခြင်ပေါက်နေတယ်ခါတိုင်းဆိုရင်ကျွန်တော်တငယ်ချင်းတွေလာတတ်တယ်ဒီနေ့တော့သူတို့လည်းမလာသေးဘူးကျွန်တော်တို့တွေကမနဲ့တိုင်ရင်ဒီလိုပဲရွာပြင်ဖက်ပေးတရားပေါ်ထွက်ပြီးကစားနေကြကိုဆရာ ဒီတုန်းမှာကဘာလဲခྱི་တဲ့တတိုက်ညင်းလဲကလေးနဲ့ရောက်လာတယ်။သူတို့ကဘူကြီးတွေပေါ်ဆရာရဲ့ဘူမတွေလည်းပါတယ်။အားလုံးဂျင်းပေါင်းမိတွေကိုဝစ်ပြီးအိတ်တွေကိုလွှဲလို့ကင်မရာတွေနဲ့ ပထမဂျင်ပေါင်းနေတဲ့ကျွန်တော်ကိုဓာတ်ပုံဝိုင်းရိုက်ကြတယ်ကျွန်တော်ကအရင်မခံဘူးထွက်ပြေးမယ်လို့တဲ့ဒီတော့သူတို့ကဝိုင်းတားကြတယ်ကျွန်တော်ကိုချောကလက်တွေပေးတယ်ပစံတွေပေးတယ်ပြီးတော့ကျွန်တော်ကိုဓာတ်ပုံရိုက်ကြတယ်ကျွန်တော်ငိုနေတဲ့ပုံကျွန်တော်ဂျင်ပေါင်းနေတဲ့ပုံကျွန်တော်ချောကလက်စားနေတဲ့ပုံပြီးတော့ကျွန်တော်ကိုမနူဟာဖျားတဲ့ကိုခေါ်သွားပြီးဓာတ်ပုံရိုက်ကြပြန်တယ်မုတ်တွေလည်းပေးတယ်ပြီးတော့ခုပြောင်းကြီးဖျားပင်မာလဲလို့မေးတယ် ကျွန်တော်ရုတ်တရက်နားမလည်ဘူးသူတို့ကလက်ထဲကစာအုပ်ကြီးတအုပ်ကိုဖွင့်ပြီးဂူပြောက်ကြီးဖရားရဲ့ပုံကိုလက်ညှိုးထိုးပြတယ်ကျွန်တော်ကခေါင်းညိတ်ပြီးသူတို့ကိုခေါ်သွားတယ်ညစီတီကိုလည်းခေါ်သွားတယ်ပြီးတော့ကျွန်တော်တို့ရွာနာမှာရှိတဲ့ရှေးဟောင်းဖရားတွေကိုခေါ်သွားတယ်ပြန်သွားတော့ကျွန်တော်ကိုပဆက်တွေအများကြီးပေးသွားတယ်50လောက်ရှိမယ်ထင်တယ်အဲ့ဒီနေ့ကစပြီးကျွန်တော် tourist guide ဖြစ်မှန်းမသိဖြစ်သွားတာပါပဲ ကျွန်တော်ကလည်းထုံးစံအတိုင်းမနဲ့လင်းနာနဲ့ရွာပြင်ထွက်တာပဲရွာပြင်ပီတရာထွက်ကစားရင်တူရစ်တွေရောက်လာတာပဲအထူးသဖြင့်တော့ဆောင်းတွင်းမှာအရောက်များတယ်တည်င်းကျုပ်အပီးလောက်ကနေတဘိုးတွေလောက်လောက်အထိလာနေကြတာပဲကျွန်တော်ကလည်းတူရစ်တွေမြင်ရင်အနာကပ်သွားတာပဲ မကြောက်တော့ဘူးလေမလူဟာမလူဟာဆိုပြီးလက်ညှိုးထိုးပြတယ်နန်းဖျားတို့လိုက်ပြတယ်ဒီလိုနဲ့လိုက်ပြရင်ကျွန်တော်နည်းနည်းရဲလာတယ်သူတို့ကလည်းကျွန်တော်လိုက်ပြတဲ့အတွက်ပစံပေးသွားတဲ့အခါရှိတယ်တခါတလေချောကလက်တို့တကြားလုံးတို့ပေးသွားတယ်တခါတလေလည်းဘောပင်ကလေးတွေဗားလေးတွေပေးသွားတယ်တခါတလေတော့လည်းအင်ဂျီစာကလေးတွေယာမာဟာအုတ်ထုတ်ကလေးတွေပေးသွားတယ်ဘောပင်တို့ဘာလို့ဆိုရင် ကျွန်တော်ရောင်းစားတယ် ဒီလိုနဲ့မြင်းကပါရွာရှိပေတရာကမနူဟာဖျားတဝိုက်မှာကျွန်တော်ထွက်ထွက်ကစားရင်တူရစ်ဂိုက်လောက်လာတာ၅နှစ်လောက်ကြာတယ်။အဲ့ဒီနားတဝိုက်မှာပဲနေတယ်။နိုင်ငံသားတွေကလည်းကျွန်တော်ကိုတနာလို့ထင်ပါရဲ့ပတ်စံလို့ဘာလို့ပြီးသွားကြတယ်။ကျွန်တော်ကလည်းသူတို့သွားချင်တဲ့စီကိုလိုက်ဖို့ပြီးတယ်။နောက်၅နှစ်လောက်ရှိလို့၁၀နှစ်သားလောက်ရောက်လာတော့နည်းနည်းလူရည်လဲလာပြီ။ Yes တို့ No တို့လည်းပြောတတ်လာပြီ။ Cam တို့ Go တို့လည်းနည်းနည်းနားလဲလာပြီ။ e တို့ drink တို့ water တို့ right တို့ breath တို့လဲကျွန်တော်နည်းနည်းသိလာပြီနည်းနည်းကြီးလာတော့ကျွန်တော်ကရွာကဖရားတွေတင်မကတော့ဘူးအပေရနာတို့စိမ့်ညက်ညီမဖရားတို့ငကယုံဖရားတို့ပေါ်တော်မူတို့စုမင်းကြီးအောင်ကြောင်တို့ကိုလဲကျွန်တော်လိုက်ပြတယ် သူတို့ကတိရိပစ္ဆယရွာကိုသွားခြင်းနဲ့ဆိုရင်လဲကျွန်တော်လိုက်ပြတယ်တိရိပစ္ဆယနာမှာလောကနန္ဒာတို့အရှိဖက်လိတ်တို့အနောက်ဖက်လိတ်တို့ရှိတယ်ကျွန်တော်နေဟာကျေလာပြီပေါ့ဆရာတခါတော့တူရစ်စတတိုင်ယောက်ျားတွေကြီးပဲသူတို့ကမြင်းကပါကနေပြီးမင်းနန်းသူကိုသွားခြင်းနဲ့ပကံကိုပြန်ပြီးကွစ်ပက်သွားရမယ်ဆိုရင်အဝေးကြီးသူတို့မှမြင်းလဲကလည်းလိုက်မပို့နိုင်ဘူးတဲ့ လမ်းမကောင်းဘူးတဲ့ဒီတော့ကျွန်တော်ကိုမင်းနန်းသူကိုလို့မေးတယ်ကျွန်တော်ကလည်းကိုပေါ့ yes ပေါ့ဒါနဲ့ကျွန်တော်သူတို့ကိုမြင်းကပါချောင်းရိုးအတိုင်းအရှိတ်ဘက်ကိုခေါ်လာတာပေါ့ ဒီကောင်တွေသဲပြင်းထဲမှာယုံနေဆရာရဲ့ဟောဟဲဟောဟဲနဲ့နေတာပဲချောင်းယုံဆုံးသွားတော့ကျွန်တော်ကုန်းမော်တက်ပြီးဓမယံကြီးတောင်ပတ်နာကနေပြီး အရှိတက်တဲ့ကိုဆုခေါ်သွားတယ်လမ်းမှာထနောင်းစုကလည်းစုဖနက်မပါတဲ့ကျွန်တော်ကဘာမှမဖြစ်ဘူးဖနက်စီးထားတဲ့သူတို့တွေမှာထနောင်းစုစုတဲ့လူနဲ့ရှားစုစုတဲ့လူနဲ့ ါပေမဲ့မင်းနန်းသူကိုချက်ချင်းရောက်သွားတော့သူတို့သဘောကျနေကြတာပေါ့မင်းနန်းသူရောက်တော့တန်ပူလာဖရာတို့ဖရာသုံးစုတို့နန္ဒပညာတို့ကိုကျွန်တော်လိုက်ပို့တယ်ပြီးတော့အနောက်တောင်ဘက် ရာခရိုးတွေဖြတ်ပြီးဆူလာမနီကိုပို့ပြီးတော့မှလမ်းမကြီးပေါ်ထွက်ပြီးသူတို့ကိုတီတီပြည့်စရာဟိုတယ်ထိအောင်ပြန်ပို့ပေးခဲ့တယ် သူတို့တိတ်တဘောကြသွားတာပေါ့ဆရာဇူလာမနီကိုသူတို့ရဖို့ပြီးသားဒီဖြက်လန်းကိုပြလိုက်တော့သူတို့ကျွန်တော်ကိုကျေးဇူးတင်သွားကြပြီး nice boy thank you တွေပါတယ်ပြောပြီးပတ်စံတွေပေးသွားကြတယ်တယောက်ကတော့ကျွန်တော်ကိုဖလင်လေးနဲ့ secret ဘူးတွေပေးသွားတယ်ကျွန်တော်၁၄နှစ်သားလောက်ရောက်တော့ကျွန်တော်ပကံကိုရောက်လာတယ်ဆရာပကံကိုရောက်လာပုံကလည်းဒီလိုပါကျွန်တော်တို့ယွန်းထယ်တွေကအကူမောင်တို့ ော်အကူမောင်တို့လုပ်ငန်းကတဆင့်လုပ်ရတာအကူမောင်ဆိုတာပကံကရွန်းချောင်းအုပ်ကြီးဦးတင်အေးရဲ့သားဆရာအကူမောင်ကပကံမှာပကံဟောက်ဆိုပြီးတဲခုကန်တခုဖွင့်ပါတယ်အဲ့ဒီမှာကျွန်တော်ကိုခေါ်ပါတယ်ကျွန်တော်နဲ့အကူမောင်ကတိပီသားလေကျွန်တော်တို့ရွန်းထယ်တွေကိုသူတို့စီမှာသွားအပ်ရတာဆိုတော့အရင်ကတည်းကတိပီသားသူကတဲခုကန်မှာကျွန်တော်ကိုတောက်တူမရလို့ဖို့ခေါ်ထားတာပေါ့ဆရာ ကျွန်တော်ကလည်းတက်နိုင်လာလုပ်ပေးပါတယ်။ဧည့်သည်တွေလာရင် အခန်းလိုက်ဖွင့်ပေးတာ၊ဧည့်သည်တွေပြန်ရင်အခန်းတွေလိုက်ပိတ်တာ၊အခန်းတွေကိုနေရာချပေးတာတို့ဘာလို့ပေါ့ဆရာ။အကူမောင်ကကျွန်တော်ကိုလာခလည်းပြီးတယ်၊ထမင်းလည်းကြွေးပါတယ်။အကူမောင်စီမလည်းအလုံးလုံးနေတုံးလဲ။အော်အကူမောင်စီမအလုံးလုံးနေတုံးလဲနိုင်ငံသားတာတူရစ်တွေမကြခဏလာတဲ့ကြတဲ့သူတို့ကိုလိုက်ဖို့စရာရှိရင်လဲကျွန်တော်လိုက်ဖို့တယ်အကူမောင်ကလည်းထည့်ပေးတယ် ဲရိတ်သာလာတဲ့သူတွေအခက်အခဲမရှိအောင်အကူအညီတဲ့သဘောပေါ့မြန်မာဧည့်သည်တွေကအကူအညီတောင်းရင်လဲကျွန်တော်ကိုထည့်ပေးတယ်အများအားဖြင့်တော့နိုင်ငံသားသားတွေနဲ့လိုက်ရတာများပါတယ်သူတို့နဲ့အတူညာဦးအနိကဖရာတွေပကံမြင်းကပါတိရိပစ္ဆယမင်းနန်းသူဖားစောတဝိုက်ကဖရာတွေကိုကျွန်တော်လိုက်ဖို့ရပါတယ်သူတို့နဲ့တွိုင်းလိုက်အင်္ဂလိပ်စကားပြင်သစ်စကားဂျပန်စကားဟီဘရူးစကားနည်းနည်းတတ်လာပါတယ် ဟုတ်ကဲ့ဆရာသူတို့ကိုလိုက်ပြရမှာကျွန်တော်အခချင်းငွေရမရဲလို့မဟုတ်ပါဘူးအကူမောင်တို့အရေးတာမရုံးကအကူမောင်ကအတိကပေးပါတယ်သူတို့နဲ့လိုက်သွားလို့သူတို့ကပေးရင်လည်းကိုတုံးရတာပေါ့ဆရာသူတို့ကလည်းမနေပါဘူးပတ်စံဖြစ်ဖြစ်ဖြစ်စီဖြစ်ဖြစ်ပေးတာပါပဲအများဆုံးကတော့ Flynn Lake တို့ Sunlight Flynn တို့ Sea Red တို့ Bobbin တို့ Sportshot တို့ဘာလို့ပေးတတ်ပါတယ် ဒါတွေကိုကျွန်တော်ရောင်းပြလိုက်ပါတယ်ကျွန်တော်အတွက်ဒါတွေကအသုံးမလို့ဘူးမဟုတ်လားဆရာကျွန်တော်မှအရင်အတွက်ပတ်စံလို့ရတယ်လေဒါကြောင့်ဒီဖြစ်စီလေးကို ရောင်းပြီးရတဲ့ပတ်စံကိုမိဘတွေကိုပေးပါတယ် တခါတလေမှာနိုင်ငံသားကဓာတ်ပုံရိုက်တဲ့ခီးသည်တွေလာကြတယ်ဆရာသူတို့ပစ္စည်းတွေကမနှဲဘူးတုံးချောင်းထောက်တွေရောကင်မရာကြီးတွေရောမန်ဘလူးကြီးတွေရောဓာတ်ခဲတွေရောတခါတလေမှာသူတို့ကမနှက်စောကြီးဖြစ်ဖြစ်ညနေမိုးချုပ်မှာဖြစ်ဖြစ်တပါညုလိုဓမယံကြီးလိုကရော့ပလင်လိုဆူလာမနီလိုအမြင့်ဆုံးစီရီကြီးတွေရဲ့ဟိုးထိပ်ပြားကိုတက်ရိုက်ခြင်းတဲ့နေထွက်ချိန်တို့နေဝင်ချိန်တို့ကိုရိုက်တာပါ ဒီလိုအခါမျိုးမှာသူတို့တယောက်တည်းမတက်ရဲဘူးလူကလည်းပြက်တယ်မှောင်လည်းမှောင်တယ်ပြီးတော့တချို့ဆိုရင်သူတို့ကောင်းကောင်းရဘူးတာမဟုတ်ဘူး ဘယ်နေရာမှာလေကားရှိတယ်ဆိုတာကိုသိတာမဟုတ်ဘူးတခါတလေမှာလဲဥမင်တွေ line line တွေထဲမှာမျက်စိလည်နေတတ်တယ်ဒီတော့သူတို့ကျွန်တော်ကိုခေါ်တယ်ကျွန်တော်ကလည်းလိုက်တာပဲတရင်နူးလာခေါ်ရင်တရင်နူးလိုက်သွားတာပဲဒီတော့သူတို့ကျွန်တော်ကိုသဘောကျကြတယ်ပကံမှာဖိုးထူးဆိုတဲ့ကောင်းလေးရှိတယ်နှကန်းခွဲလေးနဲ့ broken lip wine ပေါ့ ဆရာမင်းဒီလိုသူတို့ပြောပြီးကျွန်တော်ကိုလိုက်ရှာကြတာပဲဒီလိုနဲ့ကျွန်တော်ဟာပုဂံကိုလာတဲ့တူရစ်တွေကြားထဲမှာလူသိများလာတာပါပဲဆရာဒီလိုနဲ့အကူမောင်တို့ပုဂံ house လုပ်ရင်ဒီလိုနဲ့အကူမောင်တို့ပုဂံ house မှာလုပ်ရင်ကျွန်တော်တူရစ်တွေနဲ့တော်တော်အဆက်ရလာတယ်ကျွန်တော်လည်းဝင်ငွေတော်တော်ကလေးကောင်းလာတယ်ဒီတုန်းမှာပုဂံမျိုးကိုရွှေ့တော့ကျွန်တော်တို့ပုဂံ house ရဲ့အရေးတာလုပ်ငန်းလဲ yes yes ဆိုင်းလိုက်ရတယ် ကျွန်တော်လည်းအလုံးလက်မဲ့ဖြစ်သွားပြီးမြင်းကပါကိုပြန်သွားတယ်ဆရာ ညင်းကပါကအဖေတို့အမေတို့အိမ်ကိုရောက်တော့ကျွန်တော်လည်းဒီလုပ်ငန်းကိုပဲဆက်လုပ်ပါတယ်။ကျွန်တော်ငယ်ငယ်တုန်းကလိုညင်းကပါရွာရှိပီတီယာလန်းကမနူဟာဖရဲမုတ်ဝါမှာတူရစ်ကိုမျှော်ဆရာမလို့တော့ပါဘူး။မနေ့လင်းတာနဲ့ကျွန်တော်တိရပစ္စယဟိုတယ်ကိုရောက်လာတာပါပဲ။တိရပစ္စယဟိုတယ်ဂိဝါမှာထိုင်နေလိုက်ရင်တူရစ်တွေအများကြီးပါ။ကျွန်တော်ဆိုရင်ကျွန်တော်ဆိုရင်လိုချင်လုံးလုံးဟိုကားခေါ်ဒီကားခေါ်နေပါ ကျွန်တော်ကလှုပ်သက်လဲရင်သူတို့အဆက်အသွယ်တွေစီကတဆင့်ကျွန်တော်အကြောင်းကိုလည်းသိပြီးသားပြီးတော့ကျွန်တော်ကနိုင်ငံသားဘာသာစကားလဲပြောတတ်နေပြီဆိုတော့ကျွန်တော်နဲ့ပဲအဆင်ပြေသွားကြတာများပါတယ်။ ခုဆိုရင်ကျွန်တော်တနေ့ကို6900ရရတဲ့နေ့လည်းရှိပါတယ်။မရဘူးဆိုရင်90နဲ့တရာကြားကတော့အေးအေးကလေးနဲ့ရပါတယ်။သူတို့နဲ့တနေ့ကုန် లై ဆော့ဆော့ပြီးရင်လည်းနောက်လာတဲ့အခွဲနဲ့ లై ညနေကျတော့တိတိပြည့်စရာဟိုတယ်မှာခဏထိုင်တချို့ကညမှာဖျားတွေမီးဘူးဆိုတဲ့ရှုခင်းတွေကိုလိုက်ရိုက်ချင်ကြတဲ့သူတွေရှိတော့သူတို့ကို లై ပို့ရတာလည်းရှိပါတယ်။ဒါကြောင့်ကျွန်တော်မိုးချုပ်အထိနေတာပါ။ ည၈နာရီလောက်မှပဲကျွန်တော်မြင်းကမာကိုပြန်ပါတယ်။မနက်9နာရီလောက်ဆော့ဆော့အိယာကထားတိရီပစ္စယဟိုတယ်ကိုလာသူတို့အဖွဲ့ရင်းနဲ့အတူလိုက်ညမောင်မှမြင်းကမာကိုပြန်ဒါဟာကျွန်တော်နေ့စဉ်အလုပ်ပါပဲဆရာ။ဒါပေမဲ့ညီငွေသွားတဲ့အခါတော့လည်းရှိတာပေါ့လေ။ညီငွေတယ်ဆိုတာထက်စိတ်ညစ်တာဆိုပါတော့ဆရာ။မင်းကဗာမြန်းစိတ်ညစ်ဆရာရှိလို့လေ ။အော်ကိုထူးမှလည်းအသေးနဲ့ပဲဆရာရဲ့အသေးနှလုံးကိစ္စပေါ့။ကျွန်တော်ချစ်တဲ့ကောင်မလေးရှိတယ်ဆရာ။ကျွန်တော်တို့ရွာကပဲ ကျွန်တော်ကလည်းဖွင့်ပြောပြီးပြီ။ဒါပေမဲ့သူကလက်မခံဘူး။အိမ်ကိုလာပြောတဲ့မိဘပေးစားတာကိုပဲယူမယ်တဲ့။ဒါကြောင့်ကျွန်တော်စိတ်ညစ်နေတာ။ဒါပေမဲ့ဘယ်တတ်နိုင်မလဲဆရာ။နှစ်ဖူးစာဆိုတာပြောလို့ခက်တာပဲ။ ကျွန်တော်အကြောင်းကတော့ဒါပါပဲဆရာကျွန်တော်တခုပြောတခုတော့ပြောချင်ပါတယ်ပကံမှာ tourist guide ရဲ့လို့ဆလုပ်တာကျွန်တော်ပထမဆုံးပါပဲခုတော့ကလေးတွေရောကောင်မလေးတွေရောလိုင်းလုံးနေကြပါပြီအမှန်ကတော့ပကံတွေမကဘူးဆရာမြမပြီက tourist guide တမိုင်းအကြောင်းပြောရရင်ဖူးထုကစတယ်လို့တောင်ကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်၅နှစ်သားလောက်မနူဟာဖျားရှိမှာတူရစ်တွေကိုလိုက်ပြတော့က Hotel in Tourist ကတူရစ် guide တွေတောင်မရှိသေးပါဘူးဆရာ။အာရီကတ်တော့ကိုစာအီမတ်စုပြောပြလို့ကျေးဇူးတင်တယ်ဖိုးထူး။ကဲညှင်းနဲ့ပြီးနင်းလဲမြင်းကပါပြန်ရအောင်ပါ။ဆာရိုနာရာဟုတ်ကဲ့ရှာလုံပါဆရာရှာလုံ။ဖိုးထူးကကျွန်တော်ကိုဟီဘရူးဘာသာဖြင့်နှုတ်ဆက်ပြီး1997မတ်လကလျာ။မဆင်အပိကေချတူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ channel လေးကိုလည်း like subscribe လေးတွေပြုလုပ်ပေးကြပါအောင်เนาะအားလုံးဘေးကင်းကြပါစေရှင်